အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Promise USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. Nine ဖြစ်ပါတယ်အမေရိကန်နဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့ American က University တခုမှာစတင်နေတဲ့အပြည်ပြည်ဆိုင်ရာတောင်းသားတယောက်ကိုဖမ်းဆီးထောင်ချပြီး Visa ကိုရုပ်သိမ်းလိုက်ပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်သတင်းအပြည့်အစုံကတော့ Writer သတင်းဌာနက March 26 2025မှာထုတ်ပြန်သွားတာကတော့ နယူးယောက်ဘော့စတန်မှာရှိတဲ့ Tufts University ကသူတို့ရဲ့တက္ကသိုလ်မှာပညာသင်ယူနေတဲ့အပြည်ပြည်ဆိုင်ရာကျောင်းသားတဦးကို Federal Agent တွေကအင်္ဂါနေ့ညမှာ လာရောက်ဖမ်းဆီးသွားပြီးသူ့ရဲ့ visa တွေကိုလည်းပယ်ဖျက်ပစ်လိုက်ကြောင်းသတင်းများကိုပြောပါရတယ်။အဲ့ဒီ Federal အစိုးရ ICE အဖွဲ့တွေဟာအဲ့ဒီကျောင်းသားနေတဲ့ကျောင်းဝင်းပြင်ပက Somerville Massachusetts ပြည်နယ်က apartment ကိုလာရောက်ဖမ်းဆီးသွားတာဖြစ်ပြီးဘာကြောင့်ဖမ်းဆီးခြင်း ဘယ်ကိုခေါ်ဆောင်သွားခြင်းစတာတွေတခုမျှတော့မသိရသေးကြောင်းပြောပါရယ်။ Tufts University ကပြည်တွင်းလုံခြုံရေးဌာနတွေ၊နယ်မြေကန်ရဲတပ်ဖွဲ့တွေ၊လာဝကအိုက်စ်အဖွဲ့တွေကိုဆက်သွယ်ပြီးသူတို့ကျောင်းသားရဲ့အခြေအနေကိုစုံစမ်းရာဘယ်အဖွဲ့ကြီးကမျှအဖြေမပေးသေးပါဘူး။အခုလိုအပြည်ပြည်ဆိုင်ရာနိုင်ငံခြားကျောင်းသူကျောင်းသားတွေကိုဖမ်းဆီးထိန်းသိမ်းသွားခြင်းဟာသမ္မတ Trump တက်လာပြီးနောက်အမေရိကကို ခိုးဝင် ကျူးကျော်သူတွေအထောက်ထားမဲ့နေထိုင်သူတွေအစွန်းရောက်အဖွဲ့အစည်းတွေကိုဖမ်းဆီးခြင်းနဲ့ဆက်ဆက်နေတာကြောင့်ပဲဖြစ်ရမယ်လို့လောလောဆယ်ကောက်ချက်ချထားပါတယ်။သမ္မတဒေါ်နယ်ထရမ့်ရဲ့သူ့ရဲ့နိုင်ငံသားရေးဝန်ကြီးမာကိုရူဘီယိုတို့ဟာဆိုလို့ရှိရင်ပါလက်စတိုင်းမှအမေရိကကိုကြောင်းလာတက်ပြီးဆန္ဒပြသူတွေဟာမက်စ်တပုံတွေနဲ့ဆက်သွယ်ပြီးနိုင်ငံရဲ့လုံခြုံရေးကိုချိန်ချောက်တဲ့ကြောင်းသားတွေကိုရှာဖွေဖမ်းဆီးပြီးထောင်ချကာ ပြည်ထောင်ပေးတဲ့ကိစ္စတွေကိုအဆက်မပြတ်ပြုလုပ်နေတာတွေကိုတွေ့ရှိရပါတယ်။ဒီလဇန်ပိုင်းတော့ကလည်းကိုလံဘီယာတက္ကသိုလ်မှာကြောင်းတက်နေတဲ့အမေရိကမှာတရားဝင်နေထိုင်ခွင့် Green Card ရရှိထားသူပါလက်စတိုင်းနိုင်ငံသားမိုဟာမက်ခါလီဆိုသူဟာဆိုရင်လည်း Hamas အကြမ်းဖက်အဖွဲ့ကိုအမေရိကမှာနေပြီးခေါင်းဆောင်ပြုလုပ်နေတာကိုသိရှိရလို့ဖန်ဆီးပြီးအကျဉ်းချထားပါတယ်။ခါလီကတော့တရားရုံးမှာဒီကိစ္စမဟုတ်မဟုတ်မှန်ကြောင်းညှင်းဆိုပါတယ်။ ဟုတ်မှန်ခဲ့ရင်တော့သူ့ကိုအမေရိကနေပြည်နေတန်ပေးမှာဖြစ်ပါတယ်။အဲဒီကိုလံဘီယာတက္ကသိုလ်ကပဲတောင်ကိုရီးယားကျောင်းသူတယောက်ဟာမိဘများကြောင့်ငယ်ချင်းကလေးဘဝတွေကအမေရိကန်နိုင်ငံကိုရောက်ရှိနေပြီးအမေရိကန်နိုင်ငံသားအခုဖြစ်နေပြီးပါလက်စတိုင်းအတွက်ဆန္ဒပြရာမှာပါဝင်နေတဲ့အတွက် FBI ကော ICE အဖွဲ့တွေကရောသူ့ကိုရှာဖွေနေပါတယ်။တရားရုံးကတော့အမေရိကန်နိုင်ငံသားဖြစ်သွားပြီဆိုတဲ့အတွက်ပြည်ထောင်စုပြည်သူတော့မရကြောင်း စာထုတ်ပြန်ထားပါတယ်။ဒီလအစောပိုင်းတုန်းကလည်းလေဘနွန်နိုင်ငံမှဆရာဝန်တဦးလည်းဖြစ် Rhode Island ပြည်နယ်တက္ကသိုလ်မှလက်ထောက် Professor လည်းဖြစ်သူဒေါက်တာရာရှာအလီဝါဆိုသူကိုလည်းသူ့ရဲ့ American နိုင်ငံကိုပြန်လွယ်ပြည်ဝင်ခွင့် Visa အားရုပ်သိမ်းလိုက်ပါတယ်။အဲ့ဒါကတော့အဲ့ဒီဆရာဝန်မရဲ့လက်ကင်ဖုန်းထဲမှာ Hezbollah တောင်းကျမ်းသူအစွန်းရောက်တပုံတွေနဲ့ဆက်သွယ်ပတ်သက်နေတဲ့တပ်ပေါ်မှတ်တမ်းတွေအဆက်အသွယ်ပြုထားတာတွေကို တွေ့ရှိလို့ပါပဲ။ ကယကရှင်ကတော့အစွန်းထွက်ခေါင်းဆောင်တွေကိုမပတ်သက်ပြင်မဲ့သူမရဲ့ဘာသာရေးယုံကြည်မှုအယူဘာဒတစ်ခုကြောင့်ဆက်သွယ်ရတာဖြစ်ကြောင်းပြောသွားပါတယ်။သမရထရန့်ရဲ့ထောင်လန်းရေးအဖွဲ့ကတော့နောက်ထပ်သတင်းရတဲ့နယူးယောက်က Cornell University နဲ့ Washington က Georgetown University ကအစွန်းထွက်ကျောင်းသားများကိုစတင်စုံစမ်းရှာဖွေနေကြောင်းသိရပါတယ်။အကြံပြင်းအားဖြင့်အမေရိကမှာပညာလာသင်မယ်ဆိုရင် Visa သုံးခုခွဲခြားသတ်မှတ်ထားပါတယ်။ F1 Visa ကတော့ American English ကိုလာရောက်သင်ယူသောကျောင်းသားများအတွက်ဖြစ်ပြီး Visa J1 ကတော့အခြားနိုင်ငံတွေနဲ့ပညာရေးဖလှယ်တဲ့အနေနဲ့ America ကကျောင်းသားတွေကိုအဲကိုလွတ်အဲဒီနိုင်ငံကျောင်းသားတွေကို America ကိုလာရောက်တက်ခွင့် Visa ဖြစ်ပြီးတော့ M1 Visa ကတော့အသက်မွေးဝမ်းကြောင်းနဲ့ပတ်သက်တဲ့ပညာရတစ်ခုခု လေ့လာသင်ယူလို့ရတဲ့ Visa ဆိုပြီးတော့ခွဲခြားသတ်မှတ်ထားပါတယ် ဗီဇာလျှောက်ထားသူဟာအမေရိကရဲ့ DHS လို့ခေါ်တဲ့ပြည်တွင်းလုံခြုံရေးဌာနကို I20 လို့ခေါ်တဲ့ပုံစံသို့မဟုတ် DS2019 လို့ခေါ်တဲ့ပုံစံကိုဖြည့်သွင်းရပါတယ်။အဲဒါကြောင့်မို့လို့ဗီဇာတက်တန်းကုန်ခဲ့ရင်တောင်းတောင်းတက်နေသေးတဲ့အထောက်အထားရှိနေသေးရင် အမေရိကမှာဆက်နေခွင့်ပြုထားပါတယ်။အဲ့ဒီပုံစံဖြည့်ဆွဲရမှာတော့အမေရိကနဲ့ကမ္ဘာကြီးကို၆လန့်နေတဲ့အစွန်းရောက်အဖွဲ့ကြီးတွေနဲ့ direct ဖြစ်စေတစ်ဖက်တစ်လမ်းမှဖြစ်စေအဆက်အသွယ်နေသလား ဆက်သွယ်ခဲ့ဘူးသလားဆိုတဲ့မေးခွန်းတွေမှန်ကန်စွာဖြည့်ဆက်ဖြည့်ဆွက်ရပါတယ်။အဲ့ဒီအချိန်မှာတော့မရှိပါဘူးလို့ပြောခဲ့ပြီးမှစုံစမ်းဖော်ထုတ်ပြီးအမှုထင်ရှားခဲ့ရင်တော့ဗီဇာအကုန်ပိတ်သိမ်းထုံချခံနိုင်ခံရနိုင်မှာဖြစ်ပြီးအမေရိကရဲ့နိုင်ငံခြားကျန်သူအဖြစ်သတ်မှတ်ခံရကပြည်နေတန်းပေးခံရမှာဖြစ်ပါတယ်။ Green Card ကင်ဆောင်ထားလည်းမရပါဘူး။အမေရိကနိုင်ငံသားဖြစ်နေခဲ့ရင်တော့နိုင်ငံကိုပုံကန်တဲ့ပြည်တွင်းအစွန်းရောက်အဖြစ်သတ်မှတ်ခံရပြီး အမေရိကန်ထောင်ထဲမှာတသက်တာပိတ်လောင်ဖမ်းဆီးခြင်းခံထားရမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာဒီနေ့သတင်းကတော့ဒီလောက်ပါပဲနောက်နေ့တွေမှာလည်းအမေရိကရဲ့သတင်းအမှန်များကိုစ조사ပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Permis USA News YouTube channel လေးကိုတိုင်းနဲ့တက်ခဲ့ရင် like and subscribe လုပ်ပေးကြပါပါ so please take care of yourself and each other bye bye